ရိုက်ချက်ပါတဲ့အနုပညာသမားတွေကမှတ်တယ်ကျွန်တော်ဆိုအကယ်ဘီနိုမီနေးရှင်းဝင်မှုတဲ့အတွက်အာဒီစင်မြင့်ပေါ်မှာကိုပုတ်ကြီးပေါ်လာတဲ့အရာတာကိုကျွန်တော်သိတယ်အာနောက်တစ်ချိန်လဲအဲ့အရာတာလေးပြန်လို့ကျပါသေးတယ်အခွင့်အရေးပေးခဲ့မှာဆိုရင်ပေါ့လေကျွန်တော်အဲ့အချိန်ရတက်လာတဲ့ဘုံလေးကိုကျွန်တော်ဟိုဟာဓာတ်ပုံမှန်ပေါင်းလေးထုတ်ပြီးတော့ကျွန်တော်အိမ်မှာကတ်ထားတယ်ပေါ့အဲ့ဒီမှာတော့ကျွန်တော်မြင့်မြင့်နဲ့လို့ပြန်ရတော့ပေါ့နော် မြင့်မြင့်ရဲ့ကျွန်တော်ရဲ့နောက်ကိုရဲအောင်ရဲ့ကိုပြည့်ကိုမြင့်မြင့်နဲ့အဓိက ောက်ဆုံးမြင့်မြတ်ပဲရသွားတော့မြင့်မြတ်ပဲစပုတ်စုယူပါတော့နော်မင်းသားတွေပဲစပုတ်စုပေါ့ဟုတ်တယ်လည်းပေါ့ဆရာပွဲရတော့ကျွန်တော်တော်တော်များများတက်ဖြစ်ပါတယ်ကျွန်တော်နေရောက်နေတဲ့အချိန်ပဲမတက်ဖြစ်တော့ဘူးနော်အာနောက်ဆရာတင်တဲ့ကလေး နော်ရိုက်လို့ရှိရင်လည်းကျွန်တော်အတာဂိုက်အနေနဲ့လာလာကူပေးပြပါတယ်။အဲဆရာကကျတော့လွန်ဆန်းလို့မရတဲ့ပုံကိုဆိုတက်ဖြစ်တာပါ။အာမဟုတ်ကျွန်တော်သိမရိုက်ဖြစ်ဘူး။မရိုက်ဖြစ်ဆိုတော့ကျွန်တော်လည်းမေ့နေကြတော့ကျွန်တော်တော့ဒီဘက်နောက်ပိုင်းဇလန်းတွေပဲရိုက်များပါဘောနော်။ဇလန်းတွေပဲရိုက်ဖြစ်တယ်ရုပ်ရှင်ကားကတော့အာကျွန်တော်ဒီနှစ်ထဲမှာနှစ်ကားပဲရိုက်ဖြစ်တာ။ဝီဘွားဒုက္ခကိုပြုံးပြလိုက်ပါရုပ်ရှင်ကားကြီးတကားရဲ့။နောက်ကိုနေတိုးနဲ့ညမင်္ဂလာ။ မိုင်းဆိုးရနေပါတော့နော်အဲ့နှကားရောရပြီရုပ်ရှင်ကနှကားပဲရှိမနစ်ကဆိုရင်တကားမှတော့မရှိအဲရုပ်ရှင်လောကကတော့ကျွန်တော်တို့ငကိုရီကကျွန်တော်ထင်ပါတယ်အထင်လည်းမကြီးဘူးသူတို့ကကျွန်တော်တို့လည်းအတိမလည်းမပြူဘူးပဲထင်ပါတာအဲကျွန်တော်တို့ဇလံရွတ်မှာပဲကျွန်တော်တို့ကပို့ပြီးတော့ထဲထဲဝင်လှုပ်ဖြစ်တာပေါ့နော်ရုပ်ရှင်ဘက်မှာဆိုတော့ဆရာဝင်းဆိုးနဲ့ရိုက်ဖြစ်တာများတယ်နောက်တချို့ကကျတော့လည်းဦးမီပွားပြောတဲ့စကားပေါ့နော် အမဟုတ်ကိုလူကိုလူကျွန်တော်တို့ လို့မဆုံးတော့ကျွန်တော်မေ့သွားတော့နော်အဲမြင်တဲ့အချိန်မှာဆိုအဲဦးဝါနရဲ့တဲ့ဟာဆိုကျွန်တော်ဇက်ကောင်နေရဆိုရင်သူချိတ်ပြီးသားကျွန်တော်မြင်တဲ့အချိန်မှာသူချက်ချင်းရမဲ့သူကန်ဆယ်လုပ်ပြီးတော့ကျွန်တော်အဲ့လိုထည့်ရိုက်တော့သူကျွန်တော်လိုချင်တာပေါ့နော်အဲ့လိုမျိုးပေါ့ဆိုတော့အဓိကတော့ကျွန်တော်ကဆိုရှယ်မီဒီယာသုံးနာရဲ့နောက်ရုပ်ရှင်လောကသားတွေနဲ့ကျွန်တော်သိပပတ်သက်သက်နေဖြစ်တာကြောင့်အဲအဲ့ကြောင့်ကျွန်တော်လည်းသူကအမေရိကန်ဖြစ်နေရတယ်ဖြစ်ဖြစ်ဟုတ်တယ်ဟုတ်တယ်သူသူတို့သူတို့ group နဲ့သူတို့နဲ့အဲ့လိုမျိုးသွားကျွန်တော်ကကျတော့ အနုပညာသမားဖြစ်တယ်ထားပါတော့လူတွေသိတဲ့ celebrity ဖြစ်ပြီးမှကျွန်တော်ကျွန်တော်ရေဝင်လေးပါပဲကျွန်တော်ပြောတာအနုပညာသမားတွေရေဝိုလန်သမင်းတွေဆိုကျွန်တော်တွေ့ရခဲ့တယ်အဲ့လိုမွေးနေ့တွေတို့ pressure တို့ပါကျွန်တော်သိတက်လီတက်စားမရှိဘူးဒီဘက်နောက်ပိုင်းတော့ကျွန်တော်အဲ့ကိုထွန်းထွန်းရဲ့ exam ထွန်းထွန်းပွဲတွေတော့ကျွန်တော်တက်ပေးပြစ်တယ်ကျွန်တော်တော့ကျွန်တော်မတက်ဖြစ်ပါဘူးအဲ့လိုပဲနေထတာအရင်တည်းကအဲ့ကျွန်တော်နေထိုင်ဖို့ကျွန်တော် no profile နဲ့ပဲနေကျွန်တော်ကျွန်တော်တေးဥဆောင်တယောက်တေးဥဆောင်ဆိုတာကျွန်တော် ဂိုက်တဲ့အချိန်မှာနေကျွန်တော်အချိန်မှာကျွန်တော်တခါမှအလုပ်ပညာသမားလိုမျိုးအဲလို celebrity လိုမျိုးကျွန်တော်လို work ခံပြီးမနေဘူးအဲကျွန်တော်တို့တတိထားမိတဲ့တည်ဟုတ်ကျွန်တော်ဒီတိုင်းပဲဘုံဘုံကြီးပဲနေတာပေါ့နော်အဲလိုတိတ်ပကာသနာမရှိပဲနဲ့ကျွန်တော်အရှိအရှိတိုင်းပဲနေဖြစ်တာများဟုတ်အာရှိရှိရရှိရအဲ့ဒီတော့အပေါ်ပါအုပ်ပြီးတယ်ညာဆိုတော့သူကမဖြူလဲဖြူလိုက်အာသူကမချစ်လဲချစ်လိုက်ဟာရမ်းချစ်တယ်ပါကိုကြီးတွေပါညာပေါ့နော်ဆရာတွေလိုက်လို့ပြင်းတော့အဆင်ပြေတော့ ကျွန်တော်ကတော့ကျွန်တော်အမြဲတမ်းပြောနေကြစကားပေါ့အာကျွန်တော်အကျိုးစီးပွားလို့ငါပေါ့အာကျွန်တော်အလုပ်ရရှိရေးအတွက်ပဲဖြစ်ဖြစ်ကျွန်တော်အောင်မြင်ချိုကြောက်ပဲဖြစ်ဖြစ်အာ producer တယောက်ကိုမင်းသားတယောက်ကို writer တယောက်ကိုကျွန်တော်ဖြူနေတာတော့အာကျင်းစောဆင်းဆွဲအောင်မတန်းပေးနိုင်ဘူးအဲ့အာနေချက်တွေပါဗျာအဲ့ဒါတခါကျတော့လည်းစဉ်းစားမိတယ်ငါပြုပြင်မှဖြစ်မယ်လို့တွေးမယ်ကိုယ်စိတ်ကလက်မခံတော့အဲ့ကိုယ်ကထုံးစံနိုင်မယ် အခုပျော်ရဲရေဝုံးမှာပဲနေဖြစ်ပါဇကာတိုင်းအပြင်ကျွန်တော်ဇက်ကောင်ပါပရိသတ်တော်များအတိမတ်ပြုရတဲ့အတွက်အဲကျွန်တော်လည်းပီတိဖြစ်ရပါသူတို့ပြောတာတော့အရင်ဘက်နဲ့တိ ਉ ဆောင်နေတဲ့သူတို့ပေါ့နော်ပီတိဖြစ်ရပါတယ်ဟုတ်ကျွန်တော်ဇက်ကောင်နံပါတ်တိုင်းကြံခဲ့တာပေါ့နော်အခုနောက်ဆုံးလွှဲနေမရေရှိုးဆိုလဲကျွန်တော်ညိုကြီးဆိုပြီးတော့တော်တော်များများအတိမတ်ပြုကြပီတိဖြစ်ရပါတော့ဘယ်လိုပြောမလဲဆိုတော့ အမှန်တမ်းပြောရတော့လေကျွန်တော်အေးချမ်းချမ်းပဲနေချင်ပါတယ်ကျွန်တော်ဖြစ်ဖြစ်နေတယ်ကျွန်တော်ရန်ကုန်မှာတော့မနေချင်တော့ကျွန်တော်နေမျိုးလေးတစ်မျိုးပါပဲကျွန်တော်အဲ့လိုအေးဆေးဆေးလေးပဲနေချင်တယ်ဒါပေမဲ့ကျွန်တော်တို့ပြောရဲရန်ကုန်ကလည်းဒီအမှုပညာရန်ကုန်မှာဖြစ်တော့အမှုပညာလည်းလှုပ်ချင်ပါသေးတယ်ကိုလှုပ်ချင်တဲ့ဇက်ကောင်ဇရိုက်လေးနဲ့အာတနစ်ကိုတကားပဲဖြစ်ဖြစ်ပေါ့နော်ဇလန်တော့ဖြစ်ပုံမှန်တော့မနာတော့ရိုက်ချင်တော့ပါအာဒါပေမဲ့ဒီဘက်နောက်ပိုင်းတော့အာရင်းနဲ့အမှုပညာလည်းအဲ့လောက်ကြီးတော့လည်းမရှင်သန်တော့ပါအာဒါပေမဲ့ကိုမလှုပ်ဘူးတဲ့ကာရီတာမျိုးပေါ့နော်အဲ့လိုဇက်ကောင်မျိုးဆိုတော့ သေသေးချာချာလေးလှုပ်ချပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အနုပညာသမားတွေကအာကျွန်တော်တို့လက်ခံလိုက်တဲ့ဇာကအနုပညာငွေကြေးလေးရရပြီးသွားရရပြီးရိုက်ပြီးပြီးသွားတော့မဟုတ်လေကျွန်တော်တို့ပြန်ထွက်လာတဲ့ result ကိုကျွန်တော်တို့ပြန်ဆောင်ပြီးတော့ရင်ခုံအောင်သေးတော့နော်အခုကမ်းလန်းလာတဲ့ဇာကောင်တစ်ခုအဲ့အောင်ရိုက်လိုက်တယ်ရိုက်လိုက်တဲ့အချိန်မှာလည်းကျွန်တော်တို့ကြိုးစားရတယ်လို့အဲ့ပြန်ထွက်လာတဲ့အချိန်မှာလည်းအဲ့ result လေးကိုကျွန်တော်တို့ပြန်ရင်ခုံရတာအဲ့အဲ့ဒါလေးကကျွန်တော်တို့အနုပညာသမားတွေရဲ့ PT ပေါ့နော်ကြိုးစားမှုရလက်ပါ တော်ရပါကြပါတယ်။အဲတချို့တချို့ကလေးတွေကကြောက်လဲတော်ပါတယ်။သူတို့ Pringle Barami ဘာကလေးတွေဆိုတော့အညီတွေပေါ့နော်ညီတွေကျွန်တော်တို့ကရကြလေးဖြစ်တော့ရကြလေးနဲ့ပဲစုံရတာများတော့အဲ့လိုမျိုးညီတွေတချို့ကြောက်လဲတကယ်တော်ပါတယ်။တချို့ကလေးတွေကြောက်လဲနည်းနည်းဘယ်လိုပြောပြောရဆိုတာနည်းနည်းခက်တာပေါ့။ အဲကျွန်တော်တို့ဆိုရင်ကျွန်တော်တို့ရေကန်ကန်ဇေယျရှိတယ်ဆိုပြီးကျွန်တော်တို့အနုပညာပုံမှာအဲကျွန်တော်တို့သင်ကြားပြတတ်တဲ့အချိန်မှာကျွန်တော်တို့အဲ့လိုဆောရကတက်တာတွေအဲကျွန်တော်တို့ရေကန်ကန်ပုံစံတွေမလုပ်ဘူးကျွန်တော်တို့အပြင်မှာနေထိုင်တဲ့ပုံစံတာကျွန်တော်တို့ရေကန်ကန်ဖြစ်တာအဲကျွန်တော်သင်ယူရမယ့်အချိန်မှာအဲ့လိုမျိုးတချို့ကလေးတွေကတော့အခုကျွန်တော်ဆိုကြုံတယ်အဲအဲ့လိုပေါ့ ဟိုပြောပြလို့မရအောင်တခါကျရင်ညနေစောင်းတဲ့ချိန်မှာ lighting ဝင်တော့မယ်အဲဒီတို့တို့ဆိုတာတခါကျရင်ခကြီးကြောင်းလေလို့လို့စိတ်မရှိရတဲ့အခိုက်အတန့်လေရှိရတော့ရှိငါမရှိဘူးလေအခုလုံးပြောလေအခုဥပွားကားဆိုရင်အများကြီးလေဒုက္ခကိုပြောပြလိုက်ပါဆိုရင်မိုင်းဆိုးတို့အနီမိုးမိအောင်တို့အဲ့လိုမိုင်းမြတ်သူတို့အများကြီးလေအဲ့လိုအများကြီးနဲ့ကျွန်တော်တယောက်တည်း fight တာလေအဲ့အဲ့လိုကျွန်တော်တို့ဘီလိန်ပေါ့ထုံးတယ်သူတို့မိသားစုနှစ်စုနဲ့ကျွန်တော်တို့အဲ့လို fighting တွေထိုးရန်ဖြစ်ပေါ့ အဲ့လိုဖြစ်ရင်တော့ရိုက်နေတယ်နဲ့လိုက်တရားကြလိုက်မှောင်နေခါကျတော့အဲဒီဟာကျွန်တော်တို့ဖိုင်တင်ရဲ့သဘောကလူလူခွဲရင်ခွဲရမလားကိုယ်နေဆင်ရမလားအဲ့လိုမိုင်းဆူတို့အဲ့အဲ့ဒီမိုးဒီမင်းမွေးပေါ့နော်မိုးမြောင်တော့မင်းမိုးမြောင်တော့အမိုင်းမြတ်တို့ပြောတာလွယ်တယ်တချို့ကလေးတွေကျတော့ဟုတ်ညီလေးဒီလိုပဲထိုးလိုက်တယ်အာမဟုတ်ဘူးအဲ့လိုဆောရကတွေတက်တယ်အဲ့လိုစိတ်မရှိတော့ကဲညီလေးမင်းလှုပ်ချင်တာလှုပ်လိုက်တော့အဲ့ဘာကကျွန်တော်ကကျွန်တော်နတ်လိုက်ရတာပေါ့နော်အဲ့ကိုကကိုပဲဖြည့်လိုက်ရတာပေါ့အဲ့လိုရှိတယ် ရှင်းပြလို့မရဘူးလေအဲ့တော့ဥပွားတော့ထဆဲတာအဲ့ဆောယူရဲမှာမင်းတို့ဆရာကြီးပြောနေနားတော့လိုက်တော့ဘာလို့ဖြစ်ရောအဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့တကယ်စီနီယာလီမိုင်းဆိုးတို့ရင်မွေးတို့ဆိုရင်လုံးဝအာဝေလူနင်းလုံးနင်းလုံးနင်းလုံးအာဒီဝင်နေကနေမဲ့ကျွမ်းတာဟောအဲ့လိုမျိုးလိုက်ရောတာရှိတယ်ဒီကဲကြတော့တော်ဆဲလီကိုတောင်းမထားတာတော်တက်တော့ဆဲလီ Facebook ဆဲလီတွေကျွန်တော်လည်းမသိဘူးအဲ့လူတွေကတော့သူတို့ထင်ပေါ်တဲ့လူတွေပေါ့နော်ဟာလူမြညာရေးသွေးက အနုပညာလမ်းကြောင်းမှာရှောက်အဓိကပါပဲအနုပညာရေးသွေးရတာအဓိကပါเนาะသင်ပေါ်ကြောက်ကြမှုတွေဆိုတာကတော့ကိုယ့်ရဲ့လက်ကရစ်တွေလိုပဲအသုံးချစေချင်ပါကိုကိုယ်တိုင်ဝမ်းသာတွေဖြည့်ကိုကိုယ်တိုင်အနုပညာယူသွပ်ပြီးတော့ပဲအနုပညာလမ်းကြောင်းပေါ်ရှောက်စေချင်ပါဒီသင်ပေါ်ကြောက်ကြမှုနဲ့အနုပညာလောကရဲ့ဝင်မလားဆိုရင်ဒီသင်ပေါ်ကြောက်ကြမှုကိုလက်ကရစ်တစ်ခုအနေနဲ့ပဲအသုံးချစေချင်ပါတယ်ကျွန်တော်ကတော့ကိုဖြည့်သင့်ဖြည့်တတ်တဲ့ဝမ်းသာတွေဖြည့်ပေါ့เนาะဒါကတော့စေတနာစကားပါကျွန်တော်မလိုမုန်းတာတဲ့စိတ်မဟုတ်ဘူး ရိုက်ချက်ပါတဲ့အနုပညာသမားတွေကမှတ်နိုင်ကျွန်တော်ဆိုအကယ်ဒမီ nomination ဝင်မှုတဲ့အတွက်အာဒီစင်မြင့်ပေါ်မှာ ကိုပုတ်ကြီးပေါ်လာတဲ့အရာတော့ကျွန်တော်သိတယ်အာနောက်တစ်ချိန်လဲအဲ့အရာတော့လေးပြန်လို့ကျပါသေးတယ်အခွင့်အရေးပေးခဲ့မှာဆိုရင်ပေါ့လေအာကျွန်တော်နေချင်းမှာရွှေလောင်းပေါ့နော်အာလေနနာဆရာလေနနာဆိုချေဗမ်းမြန်လေဦးယူမှုပြန်ရတာလေနေချင်းမှာရွှေလောင်းဇာကားမှာကျွန်တော် nomination ဝင်ပေါ့ဟာ ရင်းနေတရင်းနေမှာကျွန်တော်အဲ့အခြေခံတက်လာတဲ့ဘုတ်လေးကိုကျွန်တော်ဟိုဟာဓာတ်ပုံမှန်ပေါင်းလေးထုတ်ပြီးတော့ကျွန်တော်အိမ်မှာကတ်ထားတယ်ဟုတ်အဲ့ဒီမှာတော့ကျွန်တော်မြင့်မြင့်နဲ့လို့ပြန်ရင်တော့เนาะမြင့်မြင့်ရဲ့ကျွန်တော်ရဲ့နောက်ကိုရဲအောင်ကိုပြည့်ကိုမြင့်မြင့်နဲ့အဓိကနောက်ဆုံးမြင့်မြင့်ပဲရသွားတော့ မြင်းမြဲပဲသဘောသူယူပါတော့နော်မင်းသားတွေပဲသဘောသူပေါ့ဟုတ်တယ်တော့အာအရန်ဝမ်းတာပြီးပြဖြစ်ရပါတယ်အခုကျွန်တော်အခုဆိုရင်အရက်ပြီးရတောက်ချင်ကျွန်တော်ဘာသွားလိုက်တာနဲ့ကျွန်တော်ပတ်စံပါကြမလို့တော့ကျွန်တော်ပြည်သက်တွေအများကြီးပဲကျွန်တော်ခုခုတိုက်ကြပါတော့နော်ဒီကတော့နော်ဖရီဒီကပြည်သက်တွေလည်းတကယ်ကျေးဇူးတင်ပါတယ်တွေ့ရတဲ့အချိန်နဲ့ကျွန်တော်လိုက်လိုက်လဲလဲနှုတ်ဆက်ကြပါတော့ဟိုဒီဘက်တော့ပဲဆိုပို့ပြီးတော့ထင်ရှားလာကျွန်တော် TikTok တွေမှာကျွန်တော်ဘရားပရာရေချော့ချော့တင်နေကျွန်တော်ယောက်ျားလေးပြည်သက်ပုံများလာ ။ကြားလေးတွေပို့ပြီးတော့ချစ်ကြတယ်။ကျေးဇူးတင်ပါတယ်ဟုတ်